င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်စိုးဝဲအမိတ်နဲ့ပွဲရုံတွေဂိုဒေါင်တွေကုန်တိုက်တွေနဲ့ဈေးတွေမှာပြိပကနေတင်သွင်းလာတဲ့စားတောက်ကုန်နဲ့လူသုံးကုန်ပစ္စည်းတွေကိုဖမ်းဆီးသိမ်းယူနေပါတယ်အနောက်မြောက်တိုင်းစစ်တပ်အကြုပ်ကိုဒူးကျုပ်စိုးဝဲရောက်ရှိနေစဉ်တွင် drone နှစ်စီးနဲ့ဖောက်ကွက်တိုက်ခိုက်တဲ့တင်ပါဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုတ်ကတော့အကြက်ဖက်ဒုစစ်ခေါင်းဆောင်စိုးရဲ့အမိန်နဲ့နိုင်ငံတော်ပွဲရုံတွေဂိုဒေါင်တွေကုန်တိုက်တွေနဲ့ဈေးတွေစီကနေထိုင်းနဲ့တရုတ်အပါအဝင် ပြည်ပကနေတင်သွင်းထားတဲ့စက်တောက်ကုန်လူသုံးကုန်ပစ္စည်းတွေကိုစစ်တပ်ကလိုက်လံဆင်ဆင်းနေပြီးသွင်းကုန်လိုင်စင်နဲ့ခွင့်ပြုချက်မပြနိုင်တဲ့ထုတ်ကုန်ပစ္စည်းတွေအလုံးကိုတင်ဆက်ဖမ်းဆီးနေတယ်လို့ကုန်သည်ရုံးနဲ့စီးပွားရေးလုပ်ငန်းရှင်တွေကရန်ကုန်ခေတ်စ်ကိုပြောပါရယ်အော်တိုဘာလာကိုယ်နေကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့တရားဝင် ကုန်သွယ်မှုတိုက်ဖြတ်ရေးဥဆောင်ကော်မတီအစည်းအဝေးမှာအကြမ်းဖက်ဒုစစ်ခေါင်းဆောင်ဆိုဝင်ကလက်လက်ကင်အဖွဲ့အစည်းတွေတပ်ဆိုးရှေ့စီရဲ့တရားဝင် ကုန်သွယ်မှုကို တိုက်ဖြတ်တားဆီးရမှာဖြစ်တဲ့အတွက်ဈေးကွက်ထဲအထိပါကွင်စင်ဖမ်းဆီးဖို့ညွှန်ကြားပြီးတဲ့နောက်မှာခွင့်ပြုချက် license တွေမပြနိုင်တဲ့ပြည်ပသွင်းကုန်ပစ္စည်းတွေကိုဖမ်းဆီးလာတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့အော်တိုဘားလာ၁၄ရက်နေ့ကလည်းမော်လမြိုင်ဈေးကျိုးရဲနာထုံးပွဲရုံတန်းမှာစစ်တပ်ကထိုင်းနိုင်ငံထုတ်ဆက်တော့ကုန်တဲ့လူသုံးကုန်ပစ္စည်းတွေကိုလိုက်လံဆစ်ဆီးခဲ့ပြီးသွင်းကုန် license နဲ့ခွင့်ပြုချက်မပြနိုင်တဲ့ပြည်ပထုတ်ကုန်ပစ္စည်းတွေအလုံးကို ကုံကားနှစီနဲ့တင်းဆဲဖန်းစီသွားရလို့မော်လမြရေနာထုံးပွဲယုံတန်းကထိုင်းလူသုံးကုန်ပစ္စည်းတွေကိုရောင်းချနေတဲ့စိုင်းပိုင်ရှင်တဦးကပြပြပါရယ်စစ်ကောင်စီကနိုင်ငံသားသုံးငွေသုံးဆွဲမှုရှော့ချနေရတာကြောင့် သွင်းကုန်အများစုကိုကန့်သက်ထားတာဖြစ်ပေမဲ့လည်းပြည်တွင်းမှာလိုအပ်နေတဲ့သွင်းကုန်တွေကိုနှဆက်ဒေသတွေကလည်းတရားဝင်တင်သွင်းနေကြတာလည်းဖြစ်ပါတယ်။အခုတော့အကြမ်းဖက်ဒုစစ်ခေါင်းဆောင်စိုးဝင်းရဲ့အမိန့်နဲ့တင်သွင်းမှုတွေကိုတားဆီးစစ်ဆေးဖမ်းဆီးရမယ်ဆိုတဲ့ညွှန်ကြားချက်တောင်းဂိုရောင်တွေကုန်တိုက်တွေဈေးတွေတည်းဝင်းရောက်ဖမ်းဆီးနေတာလည်းဖြစ်ပါရဲ့ရှင်။ စကန်တဲ့တဲ့ဘောက်ကိုကြည့်အောင်ပါစကန်တိုင်းပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲအတွင်းမှာအကြက်ဘက်စစ်သားတွေစီကနေသိမ်းဆက်ရရှိထားတဲ့မွေးရီစေဝါတွေကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့အမျိုးသားညညရေးဆိုရကာကွယ်ဝင်ထဏာကသတင်းထုတ်ပြန်လိုက်ပါတယ်ပင်လယ်ဘူးမြို့သိမ်းစစ်စစ်ရေးတွင်အကြက်ဘက်စစ်ကောင်စီစီကနေသိမ်းဆက်ရရှိထားတဲ့မွေးရီစေဝါတွေကိုမီးရှို့ဖျက်ဆီးတဲ့အခမ်းအနားကိုအမျိုးသားညညရေးဆိုရ ကာကွယ်ဝင်ထဏပြောင်စုဝင်ကြီးဥယျံမုံဥဆောင်တဲ့အဖွဲ့ကဒေတာပြည်သူတွေနဲ့တူတယောက်ခဲ့လို့လည်းထုတ်ပြန်ထားပါဗျ။အဲ့ဒီအခမ်းအနားမှာတင်းဆက်ရရှိထားတဲ့ဘိန်းပြူစက်ပြခွက်1352ခွက်ဘိန်းပြူထုတ်1285ထုံနဲ့ဘိန်းမဲ18ထုံတို့ကိုမီးရှို့ဖျက်ဆီးခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီအခမ်းအနားမှာကာကွယ်ဝင်ကြီးက ပြည်သူတော်လှန်ရေးဘော်တွေကိုကုညီဆောက်ရှောက်ပေးတဲ့ရဲမြင့်ရဖတွေကိုအထူးကျေးဇူးတင်ကြောင်းပြောဆိုခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးဆိုရအနေနဲ့တိုင်းပတ်ရရှိထားတဲ့မြို့ရွာတွေမှာ ပြည်သူအုပ်ချုပ်ရေးကိုဖော်ဆောင်နေတာဖြစ်ပြီးတာဝန်ပေးထားတဲ့စစ်ဘက်ရဲဘက်တာဝန်ရှိသူတွေရဲ့မဟုတ်မမှန်လှုပ်ဆောင်တာတွေကိုလည်းတိတိကျကျကင်တွယ်ဆောင်ရွက်သွားမယ်လို့လည်းပြည်တော်စုဝန်ကြီးဥယျာဉ်မွန်ကပြောပါရရှင့်။ ရှမ်းပြည်နယ်တိုင်းတစ်ပုတ်ကိုကြည့်အောင်ပါရှမ်းပြည်နယ်တိဘောမြို့ကအကြမ်းဖက်စစ်တပ်ရဲ့တက်စကန်အားလုံးကိုတိုက်ခိုက်သိမ်းပိုက်မှုအတွင်းမှာဟောင်ဝဲစာလက်နက်ကြီးတွေအပါဝင်လက်နက်မျိုးစုံ200နီးပါးကိုတိုက်ဆက်ရရှိခဲ့လို့ TNL ကပြောပါရတယ်။အော်တိုဘာလ17ရက်နေ့ကတိဘောမြို့ကခလာရ23တက်စကန်အားလုံးကိုတအောင်တံမော် PSL TNL ကအလုံးစုံဝင်ရောက်သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါရတယ်။တိဘောမြို့နယ်ကအကြမ်းဖက်စစ်တပ်ရဲ့တက်စကန်တွေကိုတအောင်တံမော် PSL TNL က တစ်တုံညာနှစ်ခုဆစ်စရေအပိုင်းနှစ်အတွင်းမှာဇူလိုင်လ20ရက်နေ့ကနေစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးနှစ်လကျော်အကြာမှာအလုံးစုံသိမ့်ပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ် အဲ့ဒီတိုက်ပွဲအတွင်းမှာဟောင်ဝင်စာလက်လက်ကြီးတွေအပါဝင်လက်လက်မျိုးစုံ155လက်စစ်စစ် MM 9လက်81 MM 2လက် RPG 2လက်ဆက်လက်6လက်မိုင်းခရမ်းမျိုးစုံအမြောက်များနဲ့စစ်သုံးဆောင်ပစ္စည်းတွေကိုရှင်းလင်းသိမ်းဆည်းရမိခဲ့လို့လည်းသိရှိရပါတယ်အကြက်ဘက်စစ်တပ်ဟာတီဘောတပ်စခန်းတွေကိုတိုက်ခိုက်နေစဉ်တွင် လေကြောင်းတိုက်ခိုက်မှုစုစုပေါင်း Jet Fighter 105ကျဲ Y12 169ကျဲလက်လက်ကြီးနဲ့1863ကျဲ Rocket ဒုံးကြီးနဲ့ ၈၈ကျဲဟာဝဲစာ၈ကျဲအသုံးပြုတက်ခတ်ခဲ့ပြီးထောက်ပို့လျင် Y12 နဲ့89ကျဲ Y8 နဲ့2ကျဲ MI17 နဲ့5ကျဲလက်လက်ခရံ440တို့ကိုလာရောက်ကျဲချပို့ဆောင်ခဲ့လို့ TNL ကထုတ်ပြန်ထားပါတယ်။တစ်တညာနှစ်ခုစစ်စရေအပိုင်းနှစ်အတွင်းတောင်းတမရော PSL TNL ကနောင်ချိုမြို့မိုးကုံမြို့မိုးမိတ်မြို့ကြောင်မဲမြို့နဲ့တီဘုံမြို့ကိုပိစပမြောက်မြို့အဖြစ်အလုံးစုံထိန်းချုပ်ထားတာလည်းဖြစ်ပါရဲ့ရှင်။ ဒီတစ်ခါမှာတော့စကန်းတိုင်းမုံရွာမြို့ပေါ်ကနရက်ရွှေစံကိုဓညတိုက်သွားသူတွေကိုမြို့နယ်ပတ်ကပ်ဖနဲ့ပတ်လပ်ဖပူပေါင်းအဖွဲ့ကဖမ်းဆီးထားပြီးဆက်ဆက်တရခန်တွေကိုဆက်လက်ဖမ်းဆီးနိုင်မှုတွေဆောင်ရွက်နေတယ်လို့လည်းမုံရွာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူတို့ကပြောပြပါရယ်သတင်းပါလအတွင်းမုံရွာမြို့ပေါ်ကနရက်ရွှေစံကိုလက်လက်ကင်လူတစုဓညတိုက်ခဲ့မှုမှာပါဝင်ကျူးလွန်သူတွေကိုဖမ်းဆီးထိန်းသိမ်းထားပြီးနောက်ဆက်တွဲပါဝင်ပတ်သက်သူတွေကိုလည်းအရေးယူဆောင်ရွက်နိုင်မှုတွေဆက်လက်လှုပ်ဆောင်နေရလို့လည်းသိ ်ရှိရပါတယ်။အဲ့ဒီဖန်စီရမိတဲ့တရားခံတွေကိုစုံစမ်းစစ်ဆေးမှုတွေနဲ့ဖန်စီထိန်းသိမ်းထားတာတွေကို မုံရွာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့နဲ့မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။ကနအူဖန်းစီထိမ့်သိမ်းထားသူတွေရဲ့ထွက်ဆိုချက်အရနောက်ကွယ်မှာပအဝင်ပတ်သက်သူတွေကြန့်ရှိနေတဲ့အတွက်ကြောင့်ဆက်ဆက်တရားခံတွေကိုလည်းဆက်လက်ဖန်ဆီးထိမ့်သိမ်းနိုင်ရေးဆောင်ရွက်နေတယ်လို့လည်းမုံရွာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူတို့ကပြပြပါရတယ်။မုံရွာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ဟာအမျိုးသားညီညွတ်ရေးဆိုရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ကိုကဲမှုအောက်မှာတာဝန်ထမ်းဆောင်နေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပြည်သူလူထုကိုထိခိုက်နစ်နာစေတဲ့လုပ်ရက်တွေကိုတားဆီးကာကွယ်သွားမယ်လို့လည်းမြို့နယ်ပကပအဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရရှင်။ မွန်ပြည်နယ်ရဲ့နေဘောကိုကြည့်အောင်ပါမွန်ပြည်နယ်မူတော်မြို့နယ်ကစစ်ကောင်စီရဲ့အမှတ်338အမြောက်တပ်ကိုရှော့တိုက်ဒုံးနဲ့ပစ်ခတ်မှုမှာလက်နက်တိုက်ဟာပျက်စီးသွားပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်3ဟာသေသွားလို့တောင်ပိုင်းတိုင်းစစ်ဒေသကတတင်းထုတ်ပြန်ထားပါဗါဒ်အော်တိုဝါလာရှေ့နေကမွန်ပြည်နယ်မူတော်မြို့နယ်အဖြစ်ကျွာကစစ်ကောင်စီအမြောက်တပ်338ကို တော်လဲပူပေါင်းတပ်ဖွဲ့တွေကရှော့တိုက်ဒုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာလက်လက်တိုက်အခြားအဆောက်အုံတွေနဲ့လက်လက်ကြီးအထိုင်စခန်းတွေကပျက်စီးခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သား၃ဟာတေသွားပြီးတအူးဟာဒဏ်ရာရှိခဲ့လို့လည်းသတင်းထုတ်ပြန်ထားပါတယ် ဒီစစ်စင်ရေးကို SDDF Missile Team ကထောက်လုပ်တဲ့ရှော့တိုက်ဒုံးနဲ့ drone တွေကိုအသုံးပြုခဲ့ပြီးပြည်သူ့ကာကွယ်တပ်မတော်တောင်ပိုင်းစစ်တေသာဒေါနာတရင်တက်ခွဲနှင့်တက်ခွဲလေးကံပေါ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ KBDF Saw Dragon Drone Force SDDF Drone အထူးတပ်ဖွဲ့မွန်ပြည်တော်လှန်တပ် MSIF မွန်ပြည်ကာကွယ်တပ် MSDF မွန်ပြည်သက်ပါတီစစ်အာဏာရှင်တိုက်ဖျက်ရေး NMSBAD နဲ့ YAF မြန်မာနိုင်ငံလုံးဆိုင်ရာ ကြောင်းသားများဒီမိုကရက်တစ်တအို ABSGF တရင်တထဝဲခရံအမှတ်နှစ်တရင် T5 ဒဝဲခံပြည်သူ့ကာကွယ်တအို DDPDF တို့ပါဝင်တယ်လို့လည်းသိရပါတယ်ရှင်။အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့စကိုင်းတိုင်းအနောက်မြောက်တိုင်းစစ်တနာကျုံနမခတက်မှာအကျန်းဖက်ဒုစစ်ခေါင်းဆောင်စိုးရင်ရောက်ရှိနေစဉ်တွင် ကာမီကာဇီဒရုန်းနှစ်စီးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့လို့ဒေါင်းတမန်လေကြောင်းစစ်စေးရေးကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရယ်မနေ့ကအော်တိုဝါလာ15နှစ်မနေ့ပိုင်းချိန်ကမုံရွာမြို့အခြေစပ်အနောက်မြောက်တိုင်းစစ်တနာကျောင်းနမခတက်အတွင်ကိုဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်ရဟရင်နဲ့ရောက်ရှိလာပြီးစစ်ရုံးထဲမှာလက်အောက်ငယ်သားတွေကိုတွေ့ဆုံနေစဉ်တွင်ဒေါင်းတမန်လေကြောင်းစစ်စေးရေးအဖွဲ့ကကာမီကာဇီဒရုန်းတစ်စီးနဲ့တိုက်ခတ်ခဲ့သလို ဒူးချိုစိုးဝင်ရဲ့ရဟတ်ရင်ရနာထားတဲ့နေရာကိုလည်းကာမီကာဇေဒရုန်းတစ်စီးနဲ့ထပ်မံဖောက်ခွဲတိုက်ခတ်ခဲ့လို့သိရှိရပါတယ်။အဲဒီလိုဖောက်ခွဲတိုက်ခတ်မှုအတွင်းမှာထိရောက်စွာပောက်ကွဲမှုရှိခဲ့ပြီးဒုတိယကြိမ်ထပ်မံတိုက်ခတ်ပြီးရဲ့နောက်မှာနမခတက်အတွင်းကနေရဟတ်ရင်တစ်စီးနဲ့ကင်းပတ်ပြန်ဝဲကလုံခြုံရေးယူပြီးရဲ့နောက်ရဟတ်ရင်တစ်စီးလည်းပြန်တက်မောင်းနှင်ထွက်ပြေးသွားလို့ဒေါန်တပန်လေကြောင်းစစ်စေးကတာဝန်ရှိသူတို့ကပြောပါရရှင်။ ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။